ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုချစ်ကြည်ရခီရောက်ရှိနေတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဘူဂျုံမူကြီးမင်းအောင်ဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့ဟာမေလ10ရက်နေ့ဒေသစံတော်ချိန်မနက်ပိုင်းကရုရှားနိုင်ငံမော်စကိုမြို့အမှတ်တုံးဘာနုကာဘာပြည်ပဆိုင်ရာလေဆိပ်ကနေမြန်မာနိုင်ငံကိုပြန်လည်ထွက်ခွာလာပြီဖြစ်ပါတယ်။ရုရှားနိုင်ငံကနေပြန်လည်ထွက်ခွာတဲ့နာဆာကဥက္ကဋ္ဌဘူဂျုံမူကြီးမင်းအောင်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကိုရုရှားဖက်ဒရေးရှင်းနိုင်ငံတာဝန်ရှိသူတွေကပို့ဆောင်နှုတ်ဆက်ခဲ့ကြပါတယ်။ ခီးစဉ်အတွင်းနိုင်ငံတော်ဆီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဟာမေလာ9ရက်နေ့ကမော်စကိုမြို့ရင်မြင်းမှာကျင်းပတဲ့1941-1945မဟာမြူးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်အထင်းအမှတ်စီးပြအခမ်းအနားကိုချစ်ကြည်ကိုယ်စားလှယ်အဖွဲ့ဝင်တွေနဲ့အတူပါဝင်တက်ရောက်ခဲ့ပါတယ်။အဆိုပါစီးပြအခမ်းအနားပြီးမှာတော့နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ ရုရှားသမ္မတပူတင်တိုက်ခင်းအခမ်းအနဲဂွန်ပြူနေတစားစားပွဲကိုနိုင်ငံကြီးကများအထူးအသေးတော်များနဲ့အတူတက်ရောက်ခဲ့ပါတယ်1948 1945မဟာမြူးချစ်စစ်ပွဲကြီးအောင်ပွဲ80ပြည့်အထိမ်းအမှတ်ဆေးပြခံထားတဲ့ဆက်ဆက်ခန်းတွေကိုတက်ရောက်စဉ်နာဆာကဥက္ကဋ္ဌဟာတက်ရောက်လာတဲ့နိုင်ငံကမှအကြီးကဲများတောင်းရှိသူများနဲ့တွေ့ဆုံနှုတ်ဆက်ခဲ့ပြီးနိုင်ငံချင်းချင်းတရမှန်ဆက်ဆံမှုချစ်ကြည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုမြင့်တေးဆန်ရာတွေကိုဆွေးနွေးခဲ့ကြောင်းသိရပါတယ် နာဆာကာဥက္ကဋ္ဌရဲ့ရုရှားနိုင်ငံချစ်ကြည်ရေးခီးစဉ်အတွင်းဇနီးတော်ကျူကျူလာနဲ့အတူကောင်စီတွဲဖက်အတွင်းမူဗိုလ်ချုပ်ကြီးရေဝင်းဦးနဲ့ဇနီးနာဆာကာအဖွဲ့ဝင်တွေပြောင်စုဝင်ကြီးတွေတက်မတော်အစင်းမြန်ရာရှိကြီးတွေဒုတိယဝင်ကြီးတွေနဲ့ချစ်ကြည်ရေးခီးစဉ်ကုသလေအဖွဲ့ဝင်တွေလိုက်ပါခဲ့ကြောင်းသိရပါဗျာ။